အဲ့လိုဆိုတော့ဘုရားဘာသာရဲ့နီးလန့်ရာညံ့များမရှာရဘူးလားဖရာလို့မေးစရာမရှိဘူးလားဟုတ်လားညံ့များရှာကိုရှာရရှာရဘူးလားရှာရမယ်ဒါပေမဲ့အဲ့ဒီရှာထားတဲ့ငွေကြီးပစ္စည်းဥစ္စာနော်ဒီအရာတွေရဲ့အပေါ်မှာကျတော့ဘာမရှိရဘူးလဲ တက်မှတ်မှုမရှိရဘူးဟာငါငွေကွာငါငွေကွာငါပစ္စည်းကွာငါပစ္စည်းကွာဘယ်ကောင်မှလာပြီးတော့ထိလို့မရဘူးငါဟာရီဟိလို့အဲ့ဒါမျိုးဖြစ်လိုက်ရင်တော့သမှုရိယအင်အားတွေမကြီးဘူးလားကြီးပါဘူးသမှုရိယအင်အားကြီးရင်နောက်ကဘာအားကြီးမလဲဒုက္ခအားကြီးပါဘူးအဲဒုက္ခအားကြီးမယ်အဲ့ဒါကြောင့်မို့ဒုက္ခကိုပယ်တတ်လို့မရဘူးဘာကနေပယ်တတ်ရမလဲသမှုရိယကိုဖြတ် သမှုရိယကိုအမြစ်ဖြတ်လိုက်ရင်ဒုက္ခတည်ပြုတ်ထွက်သွားတယ်မထွက်ဘူးလားအဲ့ကြတော့ဒီတိုင်းကြီးဖရာကဖြတ်ဆိုတော့ဖြတ်နီးမပေးဘူးလားလို့ပြောပေးတယ်မကသစ္စာတည်ဖြတ်နီးပဲမကသစ္စာတည်ဘာနီးလဲမကသစ္စာတည်ဖြတ်နီးဆိုတော့မကသစ္စာတည်းမယ်ကဲဖြတ်နီးလက်နဲ့ဘယ်နှမျိုးတက်ဆင်ပေးလိုက်ရှင်မျိုးတက်ဆင်ပေးလိုက်တယ်မပေးဘူးလားဘာတွေပေးလိုက်လဲ အဲတမ္မာအာဇီဝတဲ့ဟုတ်လားနော်ပုံမှန်စာတိုင်းထားလိုက်ရင်တော့တမ္မာဒိဋ္ဌိတမ္မာတင်ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာတတိရှိ့လားတမ္မာဝါယမတမ္မာတတိတမ္မာတမာရီဘယ်နှပါးရှိလဲအဲ့ဒါဖြည့်နည်းစနစ်ပဲမပြီးဘူးလားဒါပေမဲ့တို့ ီ၈ပါးကိုခံယူတဲ့အပိုင်းမှာခံယူချက်ချင်းကွာသွားတဲ့အတွက်ကြောင့်စိတ်သက်ကပြော့သွားလိုက် မာသွားလိုက်ဖြစ်သွားတာနော်ကြကြနနာခံယူတဲ့ပုဂ္ဂိုလ်ကြတော့စိတ်သက်ကမာသွားတယ်နော်ခန္ဓာရည်ရှိသွားတယ်လောကရံနဲ့တွေ့ရင်လည်းပဲခန္ဓာရည်မရှိဘူးလားရှိသွားတယ်အဲ့ဒါဒီ၈ပါးပေါ်မှာခံချက်กว่าတာပဲနော်ဒီ၈ပါးရဲ့အပေါ်မှာတာမန်လေးခံယူတဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒါမျိုးရရလား မရဘူးအဲ့စတိုင်မရဘူးအဲ့ကြတော့ဒီမယ်ကြည့်လိုက်လို့ရှိရင် အခု၈ပါးကိုအသီးသီးခွဲလိုက်ရင်သီလတမာရိပညာလို့ပြန်ရသွားတာ ဘာလို့ရသွားလဲပညာလို့ရတော့ဘုရားကဘလောက်ကြာနာလဲတိကြလဲလို့ပြောရင်နော်လုပ်ငန်းစပြီးတော့လုပ်ရင်တဲ့ဘာအရင်ကြည့်ခိုင်းလို့ဆိုအမြင်ရှင်းအောင်အရင်ကြည့်ပါတဲ့ဗါတယ်လေအဲ့ဒါကြောင့်ရှေ့ဆုံးကဘာထားလဲတမ္မာဒိဋ္ဌိ သံမာကကောင်းတာဒိဋ္ဌိကမြင်တာကြည်တာနော်သံမာဒိဋ္ဌိဆိုတော့ဘာဖြစ်သွားလဲကောင်းကောင်းမြင်အောင်ကြည်ပါဗါတယ်လေကောင်းကောင်းမြင်အောင်ကြည်ပါအေးအဲ့ဒါ right to view the right to understand ပဲနော်ကြာကြာနာနာမြင်လိုက်မှကြာကြာနာနာအမြင်ရှိပြီဆိုမှဘာရတယ်လဲပြောရင်နားလည်မှုရတာဘာရတာလဲ အေးအဲ့ဒါကြောင့်မို့နိုင်ငံတကာမှာဘာသာပြန်တော့တမ္မာဒိဋ္ဌိကိုဘာသာပြန်ရင်တမ္မာကို right နဲ့ဘာသာပြန်ပြီးတော့ဒိဋ္ဌိကိုကျတော့ view မြင်တယ်တနည်းအားဖြင့်ပြောရင် understand တယ်နော်နားလေသဘောပေါက်ခြင်းနဲ့ပြန်တာ right to view right to understand အဲ့ဒါတမ္မာဒိဋ္ဌိဖြစ်သွားတာနော်အဲ့ကျတော့လောကတစ်ခွေမှာစပြီးတော့လုပ်ငန်းလုပ်မယ်ဟဲ့လို့ဆိုရင်ဘာအရင်ဆုံးရှိရမလဲဆိုတော့အမြင်ရှင်းရမယ်တဲ့ဘာရှင်းရမလဲ အမြင်ရှင်းရဘုရားပြောတာမှန်သလားမှန်ဘူးလားတကယ်မှန်နေလူပေါင်းမှမြင်လဲပဲအမြင်ရှင်းအောင်အရင်ကြည့်သူ့ရဲ့ဇယိုက်ဘယ်လိုရှိလဲကြည့်စီးပွားရေးလုံးမှမြင်လဲပဲအမြင်ရှင်းအောင်အရင်ကြည့်ငါလုံးမဲ့စီးပွားရေးဒီဘလောက်ထိဝင်ကျေတယ်လဲငါဘယ်လမ်းကနေဒီလုပ်ငန်းကိုလုပ်လို့ရတယ်လဲကျောင်းသားဖြစ်ရင်လည်းပဲအမြင်ရှင်းအောင်အရင်ကြည့်ဆယ်ရန်းကိုကိုကအော်ဒီနဲ့အောင်းရင်တော့အော်ဒီရလောက်တဲ့အနေထားရှိမှာ နမောစံတော့အော်ဒီတော့မရဘူးချောပြီပဲရမှာဟုတ်လားနော်အေးအားကြောင့်မို့အရင်ဆုံးရှင်းနေအောင်ကြည့်ရမယ်ဒီလိုအော်ဒီရအောင်ငါဘယ်လိုလုပ်မလဲလို့အရင်ဆုံးအမြင်ရှင်းအောင်မကြည့်သင့်ဘူးလားကြည့်သင့်တယ်ဘယ်ဆရာဘယ်ဘာသာတော်တယ်လဲဘယ်ဆရာစီကိုသွားပြီးတော့တက်ရင်ငါကြကြနန္ဒနားလဲမလဲအဲ့ဒါမျိုးအရင်ဆုံးကြောင်းတာကအရင်ရွေးရမရွေးဘဲနဲ့ရင်းပြီးတော့ကဲသင်္นานတက်တယ်ဟိုမဲ့အဆင်မပြေငွေကုန်ရုံမဲ့ရှိမယ် ကဲဟိုဘက်ကနေပြီးတော့သင်လွတ်လိုက်တယ်သင်မိမဲ့ကိုကနားမလဲဘူးဆိုရင်လည်းရှေ့ရောက်ရလားမှန်ပါဘူးအဲဒါကြောင့်ဗုဒ္ဓရဲ့ဓမ္မသည်လူငယ်အတွက်လည်းပဲမှန်တယ်နော်အောက်ထစ်ဆုံးအစဉ်ရည်စားထားမယ်ဆိုတော့အမြင်ရှင်းအောင်ယဉ်ကြည်နော်ဘာကြည့်ရမလဲအမြင်ရှင်းအောင်အယဉ်ကြည်ဘယ်လိုသဘောရှိလဲဟုတ်လားဒီကောင်ကအပြောသမားလားဘယ်လိုဟာမျိုးလဲအနိဋ္ဌမှန်းရဲ့လား သူ့ရဲ့စိတ်သက်ကိုငါသဘောကြရလားအမြင်ရှင်းအောင်အရင်ကြည့်အမြင်ရှင်းအောင်မကြည့်ရင်နောင်မှာပြဿနာတွေမတက်နိုင်ဘူးလားအဲဗုဒ္ဓရဲ့လမ်းစဉ်ဒီအောက်ခြေကနေသာနိဗ္ဗာန်ရောက်သည့်အထိမပြဘူးလားပြရတယ်အဲ့ဒါကြောင့်ဗုဒ္ဓကသမ္မာဒိဋ္ဌိကိုရှေ့ဆုံးကပြပြီးသွားရင်ဟောအမြင်ရှင်းသွားရင်ငုတ်တုတ်ကြည့်ထိုင်မနေနဲ့တဲ့။တမ္မာသင်္ကပ္ပဘာလို့ခိုင်းလဲ။စဉ်းစားခိုင်းတာနော်ဘာလို့ခိုင်းလဲ စဉ်းစားခိုင်းတာဩဖြစ်လောက်တယ်ဟုတ်လောက်တယ်ဒီတိုင်းတော့လောက်ရမယ်ငါမြင်တာမှန်နေအဲဒါမျိုးသွားရမယ်အဲ့ဒါကြောင့်မို့ဒုတိယဒီဘာလဲပြောရင်တမ္မာသင်္ကပ္ပါဘာလဲလဲအဲ့ကြတော့ပရမအောင်ဆုံးအမြင်ရှင်းအောင်ကြည့်ပြီးသွားရင်စဉ်းစားဝေဖန်ရမယ်မရှိဘူးလားအင်းတကယ်သဘာဝကြတာသဘောမကြဘူးလားအေးအဲ့ဒါဒီမက္ကင်နှစ်ပါးကိုကြဗာမက္ကင်လို့ခေါ်လဲ ပညာမဂ်ကင်နှစ်ပါတဲ့ဘာမဂ်ကင်လဲလေဒီအဲ့ဒါပညာကိုသုံးရတယ်မြင်တယ်ဆိုတာလဲပညာသုံးတာစဉ်းစားတယ်ဆိုတာလဲပညာသုံးရတယ်မသုံးရဘူးလားအဲ့ဒါကြောင့်ဒီနှစ်ချက်မှမရှိရင်ရှေ့ဆက်လုပ်ငန်းမလုပ်နဲ့သုံးတဲ့ပုဂ္ဂိုလ်ရှုံးတဲ့ပုဂ္ဂိုလ်နောက်လန်ကြမဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိုလုပ်ရင်တရားအထုတ်ရင်လည်းအတူတူပဲဟုတ်လားတရားအထုတ်ရင်လည်းမတူဘူးလားအတူတူပဲတရားအထုတ်ရင်လည်းပဲ ကဲရိတ်တာတခုကိုဝင်တော့မဟဲလို့ဆိုရင်ဒီရိတ်တာရဲ့အကြောင်းအရင်စဉ်းစားငါဝင်သင့်သလားမဝင်သင့်ဘူးလားသူပြတဲ့စနစ်နဲ့ငါအားထုတ်မှနဲ့ကြိုက်သလားမကြိုက်ဘူးလားဆိုတချို့ကအဲ့လိုမစဉ်းစားဘဲနဲ့ရရရာခြေတဲ့အနေနဲ့ဝင်ချလိုက်တယ်ဟိုတဲ့ကျတော့ပိန်လိမ့်ပြီးစိတ်ကြက်တယ်ဗျာလမ်းသွားရလဲကျဉ်းကျုပ်တာ အပြင်မှာဆိုရရရရနဲ့သွားတာဒီမှာကျတော့လက်လေးနောက်ပြက်တလန့်ညင်သွားနေတော့ကျင်းကျက်လိုက်တာဆိုထွက်ပြင်းစိပေါက်သွားတာကျူ啊နော်အဲ့ဒါကြောင့်မို့ကိုကလုပ်ငန်းလုပ်ရင်ကြိုတင်ပြီးတော့ဘာလုပ်ရမလဲအမြင်ရှင်းအောင်ကြည့်ပြီးတော့ဘာလုပ်ရမလဲစဉ်းစားအဲ့လောက်နေတဲ့လူတယောက်ကကြီးပွားပြီလားအောင်မြင်ပြီလားလို့ပြောရင်မရသေးဘူးဟုတ်လားနောက်က၃မျိုးလာရသေးတယ်ဘာလာရလဲလို့ပြောရင်သံမာဝါစာသံမာကမ္မန္တ သမ္မာအာဇီဝဘာသုံးမျိုးလားလဲဟင်အဲ့ဒီသုံးမျိုးတာမှန်လို့တော့ငရဲမကြောက်သေးကြတယ်နော်ငရဲမကြတော့အဲ့သုံးမျိုးလွဲနေလဲကြမှာသေးကြပါပဲဘုံကြီးလွဲရင်ဘုံကြီးကြမှာလူလွဲရင်လူကြမယ်သီလရှင်လွဲရင်ဟင်သီလရှင်ကြမှာဖရာရဲ့တရားကဟာဒါကတော့အသိမြင့်နေဟိနောက်ပြန်ဆုတ်ရလား မရဘူးဟုတ်လားနောက်ဆုံးမှမို့ဘုရားရဲ့တရားတော့တန်းပြီးတော့အမှန်တိုင်းလမ်းတိုင်းသွားမှာပဲဟုတ်လားဒီလမ်းကျော်တဲ့မယ်မှားပြီးတော့တက်လာရင်တော့ဒီဓမ္မနဲ့ဝင်တိုက်မသွားဘူးလားတိုက်သွားမယ်အဲ့ဒါမို့ဓမ္မကိုပြင်လို့မရဘူးလူကပြင်ရတယ်နော်ဘာပြင်ရလဲဓမ္မကလူအကြိုက်လိုက်ရမှာလားလူကဓမ္မအတိုင်းလိုက်ရမှာလား အဲအဲ့ဒါလေးကိုကောင်းကောင်းသဘောပေါက်ရမယ်အနုမို့ဆိုလို့ရှိရင်ဘာဖြစ်တယ်ဆိုရင်ဓမ္မကိုပြင်ခိုင်းပြီးတော့လူဟုတ်လားဒီဓမ္မကဒီတိုင်းတော့မရှိသင့်ဘူးလူကဒီလိုဆိုရင်လူနောက်လိုက်တဲ့နဲလို့ဖြစ်မသွားတတ်ဘူးလားအဲ့ဒါဆိုရင်ဓမ္မမဟုတ်တော့ဘာဖြစ်သွားမလဲအဓမ္မဖြစ်သွားမယ်ဓမ္မဆိုတာကတရားလားအဓမ္မကအဲမတရားတော့ပဲဖြစ်မယ်တရားတော့တော့မဖြစ်တော့ဘူးဖြစ်ပါမလား အေးအဲ့ဒါကြောင့်မို့လူတယောက်ဟောလာကြီးပွားမှုတိုးတက်မှုဆိုရင်ခုနတုန်းက၃မျိုးနဲ့ပြည့်စုံရတယ်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝါဘာရီလဲလို့ပြောရင်တမ္မာဝါစာတမ္မာကဟုတ်တာမှန်တာဝါစာကစကားပြောရင်အမှန်ပဲပြောတာဘာလို့ပြောလဲ เออအမှန်ပဲပြောတာဒါမှမဟုတ် righteous speech ရှိရမယ်နော် righteous speech ရှိရမယ်ပြောတာကမှန်နေရမယ်တချို့ကအပြောလေးတော့ကောင်းနေတယ်ရှိက မမှန်ဘူးဒါမျိုးလေးတွေမရှိဘူးလားဟာသူနဲ့သွားပြီးတော့သူစကားနားထောင်ကြည့်လိုက်ရင်ဟုတ်လားထညက်တွေတို့ကြံစကားတွေတို့ပြားရည်တွေတို့စားပြီးမြန်ပြောသလားအောင်မရဟုတ်လားချိုးမနေဘူးလားအဲ့ဒီချိုးတာတွေရဲ့နောက်မှာကြတော့မချိုးတာတွေရှိမနေဘူးလား ေးအဲ့ဒါအပေါ်ယံလေးပဲကောင်းနေုံနဲ့ရရလားမရောက်အပေါ်ယံကောင်းနေဆိုတာဟန်ဆောင်တာပဲဘာလို့တာလဲဟန်ဆောင်တာပဲယူသားတာဟုတ်ရလားမှန်ကန်တာဟုတ်ရလားအေးအဲ့ဒါကြောင့်မို့ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်ဒီဘာလို့ရမလဲပြောအမှန်ပြောရမယ်ဘာလို့ရမလဲအမှန်ပြောရမယ်နောက်တစ်ဆင့်တက်ပြီးတော့ကြီးလိုက်လို့ရှိရင်ဘာရှိကလေးလို့ပြောရင် သမ္မာကမ္မန္တမရှိဘူးလားအေးသမ္မာကမ္မန္တကသမ္မာကမှန်တာ ဟုတ်တာကမ္မန္တကအလုံးလို့အဓိပ္ပာယ်ရတာကမ္မန္တကဘာလဲလဲအဲကြတော့အပြောမှန်ရမယ်အလုံးမှန်ရမယ်ဘာမှန်ရမလဲအဲအပြောမှန်ရမယ်တဲ့အလုံးမှန်ရမယ်ပြောတာကတခြားလုပ်တာကတခြားရရလား အဲအဲ့ဒါမျိုးပြောတာကတရားလှုပ်တာကတရားဆိုရင်တော့ဟာဒီလူကတော့မင်းပြောလိုက်ရင်တော့လေကြီးမိုးကြီးနဲ့ပဲလှုပ်လိုက်ရင်တော့တလွဲပဲဒါမျိုးပြောတာတွေမရှိဘူးလားအေးဒါမျိုးနဲ့မှတ်တမ်းတင်သွားလိမ့်မယ်ဒါမှမဟုတ်လေဒီကောင်ကကြောင်သူတော်ပါတဲ့တော့အင်းအဲ့လူဟာမျိုးမင်းသွားမြန်မလှုပ်လိုက်လေနဲလို့လောကကမတတ်မှတ်ဘူးလားအဲ့ဒါကြောင့်အပြောမှန်ရမယ်ပြီးပိုင်းဘာမှန်ရမလဲ လုံမှန်ရမယ်။အေးနောက်တစ်ခုကြည့်ကြည့်လိုက်လို့ရှင်ဘာမှန်ရမလဲလို့ပြောရင်အသက်မွေးမှုမှန်ရမယ်တဲ့။ဘာမှန်ရမလဲ။သံမာအာဇီဝဘာလို့တားတယ်လဲ။သံမာကမှန်တာဟုတ်တာအာဇီဝကအသက်မွေးမှုအဲကြော right to livelihood ရှိပေးရမယ်ဒီလိုပြောတာနော်အဲဒါကြောင့်မို့အသက်မွေးမှုမှန်တယ်ဆိုတာဘာလဲပြောရင်မတရားမလုပ်တာပဲ ဘာမလုပ်တာလဲမတရားမလုပ်တာမတရားမလုပ်တဲ့တည်းမဲ့လိုက်ပြီးတော့ကြည်ရင်တို့ရောင်းစားတဲ့ပစ္စည်းတည်းမဲ့လဲပါတာပေါ့နော်အစိတ်တွေရောင်းတယ်ဘာတွေရောင်းလဲအစိတ်ရောင်းတယ်သူ ရောင်းတဲ့အစိတ်ကိုကဲအသုံးပြုပြီးတော့တယောက်ယောက်ကနေပြီးကဲအကောင်မလောင်နေသေးအောင်လူသေးအောင်လှုပ်သွားတယ်ဟဲ့လို့ဆိုရင်ဟိုဘက်ကအကျိုးဆက်ကကောင်းရလားမကောင်းဘူးနောက်တစ်ခါကျတော့မူရစ်သေးစားရောင်းစားတယ်ဘာရောင်းစားလဲ မူရင်သေးသာရောင်းစားတယ်ဆိုတော့သူမြန်းကကိုကိုကိုစီကဝယ်တောက်သွားမှသူမြန်းမူးမှကိုငွေရမယ်ဆိုတော့တရားသေးလားမတရားတော့ဘူးသူမြန်းများများမူးလေလေကိုငွေရလေလေဖြစ်မနေဘူးလားသူမြန်းယူးလေလေကိုငွေရလေလေဖြစ်မနေဘူးလားသူမြန်းမိုက်လေလေကိုငွေရလေလေဖြစ်မနေဘူးလားဖြစ်နေတတ်တယ်အဲ့ဒါကြောင့်လှုပ်စားတဲ့အပိုင်းမှာအဲ့ဒါတွေနဲ့လှုပ်မစားရဘူးတဲ့စားရရလား နောက်တကလက်နဲ့ရောင်းမစားရဘူးတဲ့ဘာတဲ့တော့လက်နဲ့ရောင်းမစားရဘူးတဲ့လက်နဲ့ရောင်းစားရင်လေတဘွားသာပဲရမယ်နောက်ဘွားသာရနိုင်ရလားမရပါဘူးအေးလက်နဲ့ရောင်းတာတွေမရှိဘူးလားမရှိပါဘူးရှိတယ်ကိုယ်ထဲမှာလည်းပဲကိုယ်လက်နဲ့တက်နိုင်တဲ့မြားရောင်းနေတာပဲနိုင်ငံတကာလိုက်ပြီးတော့ကြည်လိုက်ရင်လေလက်နဲ့ရောင်းစားတာမရှိဘူးလားမရှိပါဘူးရှိတယ်အခုနောက်ဆုံးတော့ဗာလက်နဲ့တွေရောင်းစားတာ ရှိလေဘာတွေရှိတော့ biological weapon တို့ nuclear weapon တို့ရှိတယ်နော် biological weapon ဆိုဘာ weapon တွေဖြစ်တာဇီဝဗေဒလက်နက်တွေဘာလက်နက်လဲအေးဇီဝဗေဒလက်နက်တွေပိုးမွှားလက်နက်တွေနော်ပိုးမွှားလက်နက်ဆိုဒါလေးကိုပို့လိုက်တဲ့ငကုန်းကတောင်းတန်းဖို့ကြားဘူးလားအာတို့သတင်းစာထဲတော့ခဏနဲ့ပါတယ်နော်အေးငကုန်းကအဲ့ဒီသတင်းစာထဲမှာခဏနဲ့ပါဆိုတောင်းတန်းဖို့ဆိုစာရည်လေးနဲ့ထည့်ပေးလိုက်ရင်ကသွားတော့တာနော် ဒီစာအိတ်ရောက်သွားလို့စာအိတ်ကိုကင်မိတာနဲ့တပြိုင်နက်ယောဂရသွားတယ်။အဲ့ဒီဟာကိုထိလိုက်တာနဲ့ဘိုးတွေချစ်သွားတယ်။အဲ့ဒါ biological weapon ပဲနော်။ဇီဝဗေဒလက်နက်။ဘာလက်နက်လဲ။အေးအဲ့ဒါမျိုးတွေရောင်းစားနေတာရှိတယ်။အခု nuclear weapon တွေရောင်းစားတာရှိတယ်။ nuclear weapon ရောင်းမစားနိုင်တဲ့ပုံကုတ်များကဘာရောင်းလဲဆိုနီးပညာရောင်းစားတာ။ဘာရောင်းစားလဲ။ အေးအဲ့ဒါဒီလည်းပဲအဲ့ဒါတထဝါနိစ္စပဲလက်နဲ့ရောင်းစားတာနော်မဟုတ်တာလေအေးလက်နဲ့ရောင်းစားတာအဲ့ဒီပုံစံမျိုးနဲ့အသက်မွေးခြင်းသည်အဲ့ဒါ right livelihood ဟုတ်ရဲ့လားဟုတ်ပါဘူးတမ္မာအာဇီဝကြရဲ့လားမကြပါဘူးတမ္မာအာဇီဝဆိုတာကဘယ်လိုပုံစံလဲလို့ပြောရင်ကိုလှုပ်တဲ့စီးပွားရေးကိုအကြောင်းပြုပြီးကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်သည်အမြဲတမ်းစိတ်ချမ်းသာနေရမယ်ဘာဖြစ်နေရမလဲစိတ်ချမ်းသာနေရမယ် အကြော့ခဲဈေးလဲပီတောရောင်းတယ်ရောင်းလိုက်လို့ तू ကိုဘန်းလေးကမုံလေးကိုဝယ်စားလိုက်စားလိုက်လို့ तू ပြုံးပြုံးရွှင်ရွှင်လေးစားနေတယ်အော်တန်သားပဲလို့ဒီလိုလေးဖြစ်သွားစေရမယ်အော်စားပြီးတာနဲ့တကယ်နဲ့ဘာတော့မှ तू ဟာကငွေတာပေးလိုက်ရတဲ့အလကားပဲဆိုတာမဖြစ်စေရဘူးအဲ့ဒါမျိုးဖြစ်သွားရင်တမ္မာအာဇီဝကြသေးလားသမင်းကြော်လေးရောင်းလည်းပဲ livelihood ဟုတ်လားဖြစ်အောင်ရောင်းရမယ် right to livelihood ဖြစ်အောင်ရောင်းရမယ် ကိုကတန်အောင်ငွေယူမထားဘူးလားယူထားရင်တန်အောင်ပြန်ကျွေးရမကျွေးရဘူးလားအေးကိုကျွေးတဲ့ဟာဒီတန်အောင်ကျေးရမယ်အဲ့ဒါကိုစီကစားသွားရင်အမြဲတမ်းကပြုံရွှင်နေတဲ့မျက်နာလေးနဲ့နောက်နေပါလာစားခြင်းသိပေါက်နေအောင်ရောင်းရမယ်အဲ့ကြတော့အရေးမကြီးဘူးလားတရားအထုတ်တာတွေကြီးတယ်မဟုတ်ဘူးဟုတ်လားအကုန်လုံးတို့အရေးမကြီးဘူးလားအေးအရေးကြီးတယ်အဲ့ဒါကိုတန်မာအာဇီဝါတဲ့ဘာအာဇီဝါလဲတန်မာအာဇီဝါ အေးကိုယ့်ရဲ့အသက်မွေးမှုကိုအကြောင်းပြုပြီးတော့သူများကမျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့ငိုယူပြီးမှကိုကရလေရယူလေရလို့ရှိရင်ကိုလည်းပဲစိတ်ချမ်းသာရလားကိုလည်းပဲစိတ်မချမ်းသာဘူးသူလည်းပဲစိတ်မချမ်းသာဘူးအားကြောင့်မို့အဓိကစီးပွားရေးလုပ်တဲ့အပိုင်းမှာဘာမလုပ်အောင်ဆိုဝိတ္တမလောဘနဲ့မလုပ်အောင်ဘာမလုပ်အောင်လဲဝိတ္တမလောဘဆိုတာဘာလောဘလဲမတရားလောဘဘာလောဘလဲ ေးအဲ့ဒါကိုရှောင်ပေးနိုင်ရအဲ့ဒါကိုရှောင်ပေးတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒါ right to livelihood ဖြစ်သွားတာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကြောင့်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီပထမဦးဆုံးပညာမဲ့ခင်နှစ်ပါးရှိနေရမယ်ဘာလို့ရမလဲဆိုရင် အမြင်ရှင်းရမယ်အတွေ့ကောင်းရမယ်နောက်တစ်ခုကကြတော့အပြောမှန်ရမယ်အလုံးမှန်ရမယ်အသက်မွေးမှုမှန်ရမယ်အဲ့ဒါဆိုရင်မကြီးပွားနိုင်ဘူးလား ကြီးပွားနိုင်တယ်ကြီးပွားတယ်ဆိုတာဒီတဘွားလေးတင်ပြောတာမဟုတ်ဘူးနော်တို့ရဲ့ဘဝတွေကဆက်သွားကြရအောင်မသွားရဘူးလားသွားရအောင်ပါပဲတန်ត្រာယထာကြီးနဲ့စီးပြီးတော့ဒါခྱི་သွားနေကြတာသူလည်းပဲခྱི་တယ်ကိုလည်းပဲခྱི་တယ်ခྱི་တယ်မှန်နဲ့မြသည်ဒါခྱི་သွားနေကြတယ်ကို့အထုပ်လေးတွေကိုယူပြီးတော့ပြီးမသွားရဘူးလားသွားတယ်တန်ត្រာယထာကြီးနဲ့သွားတဲ့အခါအထုပ်လေးတွေမပါဘူးလား ပါတယ်အခုယထာနဲ့ခยีသွားတဲ့ခါလဲအထုပ်လေးတွေမပါဘူးလားဘာထုပ်လေးတွေပါလဲဘာထုပ်လေးတွေလို့ဟုတ်လားအေးခยีသွားတဲ့အခါကျလဲကိုယ်အသုံးဆောင်လေးတွေကိုထည့်မသွားဘူးလားစားစရာတောက်စရာလေးတွေထည့်မသွားဘူးလားထည့်သွားတယ်ထည့်သွားပြီးတော့ဒီတိုင်းလေးယူသွားယူသွားပြီးတော့လမ်းကြစားလို့မရဘူးလားယထာဆင်းမယ်လဲကြံရော သူမြန်းပစ္စည်းဆွဲပြီးဆင်းရမှာလားကိုယ်ပစ္စည်းကိုဆွဲရမှာလား အဲအဲ့ဒါလည်းအရေးကြီးတယ်ဆင်းဆိုသူမြတ်ဟာကောက်တွဲသွားလို့မရဘူးကိုပစ္စည်းလေးနဲ့ကိုဆွဲပြီးတော့ဆင်းသွားရတယ်တန်တရာခยีသွားတယ်ဆိုတာလေအဲ့ဒါမျိုးပဲယထာကြီးပေါ်မှာစီးပြီးတော့အထုပ်လေးနှစ်ထုပ်နဲ့နော်ကုသိုလ်ထုပ်လေးကတစ်ခုအကုသိုလ်ထုပ်လေးကတစ်ခုထုပ်မထားဘူးလားအေးအဲ့ဒါကိုတော့လင်းနိုင်လင်းနိုင်ချိန်ကြီးဘယ်ထုပ်ကကြီးနေလဲ ကုသိုလ်ထုတ်လေးကဇီးဇီးလောက်ရှိပြီးတော့ဟိုဘက်ကအကုသိုလ်ထုတ်ကအပိတ်တလေးလောက်ရှိနေလဲမကြိုက်ဘူးဟုတ်လားနော်သိပြီးတော့အထုတ်ကြီးကြီးနေကြိုက်ပါမလားအေးအဲ့ဒါချင်းချင်းပြီးတော့ကြည့်လင်းလာတာနဲ့တပြဲနဲ့ချိန်ဝင်နဲ့ဟုတ်လားနော်ကုသိုလ်ဘက်ကဘလောက်လဲအကုသိုလ်ဘက်ကဘလောက်လဲအဲ့ဒီအထုတ်ဒီဘယ်သူထုတ်ထားတာလဲပြောရင်ကိုထုတ်ထားတာဘယ်သူထုတ်ထားတာလဲအဲ့ဒါယထာဘောမှာသဲသွားတဲ့ကိုပိုင်ပစ္စည်းလိုပဲဘာပစ္စည်းလဲ ဘဝတခုကူးလို့အောက်ကိုဆင်းညပြီဟဲ့လို့ဆိုရင် ခုနောက်ကခရီးတယ်ကအထုပ်လေးတွေကိုဆွဲဆင်းသွားတယ်လို့ပဲ ကိုလည်းပဲသိရင်အထုပ်လေးနှစ်ထုပ်နဲ့မသွားရဘူးလားဘာထုပ်လေးနဲ့ဘာထုပ်လဲအေးကုသတုံနဲ့အကုသတုံအဲ့ဒါလေးနဲ့ဆွဲပြီးဆင်းသွားကြရတယ်ဆင်းပြီးတော့သုံးမိလားပြောရင်ဆက်မသွားရဘူးလားသွားရတယ်အဲ့ဒါနောက်ဘဝတခုပြန်ရောက်သွားပြီးတော့ ကောင်းတာလေးတွေများလို့ကုသိုလ်လေးတွေများရင်တော့ကောင်းတဲ့ပုံတက်သွားလိုက်တာမကောင်းမှုရဲ့လို့ဆိုလို့ချင်းလဲဘယ်ရောက်သွားလဲအောက်ထိုးဆင်းသွားလိုက်တယ်ဆင်းမသွားဘူးလားအေးအောက်ထိုးဆင်းရင်တော့ဘယ်သူမှလိုက်ပြီး6ရောက်ဆွဲလို့မရတော့ဘူးရလားမမီတော့ဘူးအဲ့ကြမှာလိုက်ဆွဲလို့ရသေးလားအေးဘယ်ချိန်မှာဆွဲလို့ရလဲပြောရင်တဏ္ဍာခยีသွားနေတော့မှနော်ဆွဲလို့မရဘူးလားယထာဘောမှာစီးတုံးနေမယ်ဆွဲလို့မရဘူးလား အကောင်းကဒါမကောင်းကဒါမကောင်းတာလေးတွေလျှော့ကောင်းတာလေးတွေများများလှုပ်လှုပ်လို့မရဘူးလားအေးအဲ့ဒါယထာဘုံမှာနေတော့မှစဉ်းစားအခုတို့နေနေတာဒါယထာဘုံမှာရောက်နေတာဘယ်ဘုံမှာရောက်နေလဲအေးအဲ့ဒါကြောင့်မို့ကြာကြာနန္ဒာကိုကအကောင်းဆိုးလေးတွေသိရမယ်သိမှဘဝဟာတန်ဖိုးရှိတာနော်နမုစဉ်တန်ဖိုးရှိရလားဟွန်းအလကားဖြစ်သွားလိမ့်မယ်ကဲနောက်တစ်ခု ကြည့်ကြည့်လိုက်လို့ရှင်ရင်ခေါဏတော်က သွားထတာကမက္ခင်ထဲမှာပညာမက္ခင်ကနှစ်ပါးမသွားဘူးလားခုသီလမက္ခင်ကဘယ်နှပါးလဲသုံးပါးသီလမက္ခင်ဆိုတာဘာပြောလဲဒါပဲတမဝါစာတမကမ္မန္တာတမအာဇီဝဒါပဲဒီလိုထိုင်နေုံနဲ့တော့တာမန်လေးလှုပ်ယုံနဲ့တော့မအောင်မြင်နိုင်ဘူး နောက်ကနေတကပန်ဘူးပြီးတဲ့မက်ကင်တွေလာရသေးတယ်နော်ဖះကတကယ်တိကြတယ်နော်ဒီတိုင်းနဲ့မရပါဘူးတဲ့နောက်ကဘာလိုက်ပြအောင်ဆိုတမ္မာဝါယမလိုက်ပြရမယ်တဲ့ဘာလိုက်ပြရတမ္မာဝါယမဆိုတော့ right effort ပဲနော်အဲကြတော့ဒီဘက်ကလုံးလဝရိယရှိရမယ်ဘာရှိရမလဲလုံးလဝရိယမှန်ကန်တဲ့လုံးလဝရိယရှိရမယ်အဲကြတော့မှန်ကန်တဲ့လုံးလဝရိယ တော်တော်များများကမှန်ကန်တဲ့လုံလဝရိယမရှိဘူးရှိရလားမရှိပါဘူးအာကိုကပုံမှန်အလုသွားရမှာပဲအလုသွားမှာဖြစ်ခဲ့တဲ့နဲ့ကိုကအဲ့ဒါထလာသူ့ကြည့်ရတာကိုဟာပြင်းရိပ်ပြီးတော့နော်အတော်နဲ့မျက်နာကမသေးသွားအတော်နဲ့မတိုက်အိမ်ပေါက်ထိုင်ပြီးတော့လက်ကြီးထောက်ပြီးထိုင်နေတာကတော်တော်ကြာဆိုကြက်တည်ရရှိရလားမရှိပါဘူး မဟုတ်လေသွားရမှာဖြစ်နေမှာတော့ထပြီးလင်းလာတာနဲ့တပြိုင်နဲ့မျက်နာသိမယ်သွားတိုက်မယ်စားစရာရှိတာစားမယ်တက်တက်ကြွကြွနဲ့ပြင်ဆင်ထားမယ်သွားမယ်ဆိုရင်ဝရိယထားသွားမယ်လုပ်လို့မရဘူးလားကြောင်းသားရောအလုသမားရောဘုံကြီးရောသီလရှင်ရောဖုသူတော်ရော အကုန်ပါတယ်နော်အေးကြတော့ကိုဘဝကိုဒီလုံးလဝရိယရှိတဲ့လူသားပဲဖြစ်ရပါပဲဖြစ်ရမလဲ အေးအဲ့ဒါမှဟောလာတမ္မာဝါယမနဲ့ညီတာဖះကအမြင်မကျေဘူးလားအေးအဲ့ကြောတမ္မာဝါယမရှိတာတော့မှန်နေတဲ့ဒါပေမဲ့အလကားတမ္မာဝါယမဖြစ်နေမှာဆိုလို့နောက်ကတန့်လိုက်လာတယ်တမ္မာတတိတဲ့ဘာလေးလိုက်လာလဲဟွန်းတမ္မာတတိနောက်ကလိုက်လာတယ် right mindfulness နော်နောက်ကနေပြီး right mindfulness ကနေလိုက်လာတယ်တတိတရားရှိမှာပေါ့ ်လုပ်ငန်းလုပ်ရင်တတိလေးရှိရတယ်ဘာလေးရှိရလဲတတိလေးလွတ်တာနဲ့တပြိုင်နဲ့တန်းပြီးတော့မလွဲဘူးလားလွဲတယ်အဲဒါကြောင့်တတိတရားလေးရှိနော်တရားလုပ်တော့မယ်ဆိုရင်အဲ့ဒီပုံမှာတတိလေးထားထားသိမလားအေးတတိလေးနဲ့တခြားကြည့်ရမယ်မြင်အောင်ကြည့်ရမယ်တတိလေးနဲ့ကြည့်ကြည့်ပြီးမှဒီဘက်ကလုံလဝရိယနဲ့လုပ်ငန်းလုပ်မရဘူးလားအဲ့ကြတော့ လုပ်ငန်းလုပ်တာလည်းမှန်တယ်သတိတရားလေးထားတာလည်းမှန်တယ်သတိတရားကထားလိုက်မထားလိုက်လုံလဝရိယကလည်းရှိလိုက်မရှိလိုက်နဲ့ရလားမရဘူးအဲ့ဒါကြောင့်နောက်ဆုံးကဘာဝင်ပေးထားလဲလို့ပြောရင်တမ္မာဘာရှိလဲတမ္မာတမာတိဘာတမာတိတယ်လေတမ္မာတမာတိဆိုတာဘာလဲပြောရင်ဟုတ်လားမှန်နဲ့တတိဟိုမှန်နဲ့တမာတိဗါရလေမှန်နဲ့တမာတိ အေးအဲ့ဒါကြောင့်မို့ right to concentration ရှိရတယ်နော် right to concentration မရှိဘူးဟဲ့လို့ဆိုရင်လည်းပဲတမာတိမရှိရင်လုပ်ငန်းလုပ်လေအလကားပဲဟုတ်လားဒီပေါ်မှာတည်းမနေဘူးအတော်လေးနေသူများခေါ်သွားအားလိုက်သွားလိုက်ပြန်ရောမင်းကြည့်လို့လိုက်အောင်ကွာနော်ဆိုသူလှုပ်လိုက်လို့ရှိရင်တဝက်တပြဲကြည့်တယ်ပဲအမြဲတမ်းအဆုံးသတ်တဲ့မရှိဘူးနော်အဲ့ကြောင့်မို့လုပ်ငန်းလုပ်တာတော့မှန်တယ်အဆုံးမသတ်ရင်လည်းပဲချီးကျူးစရာကောင်းရဲ့လား ကြီးကျူးเสียမကောင်းဘူးကဲចောင်းဝိုင်းနဲ့လာလိုက်တယ်တပြက်စီးလေးလဲတယ်လဲတော့ကွာအဘယ်သိုးတော့ဟာလို့အောင်းမေးနော်ပြီးသွားတဲ့ခါကျတော့အပုံလေးတိုင်ပြစ်ထားလိုက်တယ်လေလာတယ်ပြန်တိုက်တယ်ပြန်ကျဲသွားတယ်ကြီးကျူးเสียရှိရလားသူလှုပ်သွားတာဝစ်ဆိုင်းတယ်ဒါအချိန်ကုန်သွားတာပဲရှိတာကဲတပြက်စီးလေးလဲလိုက်တယ်ပြီးသွားတာနဲ့အဲ့ဒါလေးကိုကြုံကြုံပြီးမှထဲ့ထဲ့ထားလို့ရှိရင်စနစ်မကျဘူးလားအဲ့ကြောင့်လုပ်ငန်းလုပ်တဲ့အပိုင်းမှာတမာတိထားရ။ဘာထားရလဲ ငါလုပ်ငန်းကဘလောက်မှပြီးမှလဲဆိုတာတမာရီထားပြီးတော့လုပ်ငန်းလုပ်ရမယ်အဲ့ဒါကြောင့်အောင်မြင်မှုစီကိုဥတည်နေတဲ့အကြောင်းအရာကြတော့၃မျိုးရှိတာဘယ်နှမျိုးရှိလဲ၃မျိုးဟုတ်လားမှန်ကန်တဲ့လုံလဝရိယမှန်ကန်တဲ့တတိတရားရှိရမယ်မှန်ကန်တဲ့တမာဓိတည်ကြည်မှုရှိရမယ်ဖះဟောတာမကောင်းလားဖះဟောတာကောင်းတယ်ဘယ်သူတွေမကောင်းတာလဲ ကကပြောတော့ကိုတောင်းယူဟုတ်လားအဲကြတော့နော် လူကကောင်းအောင်လိုက်လို့ရမယ်ဖရာရဲ့တရားကိုပြင်လို့ရရဲ့လားလူကလွဲနေငါဘာလွဲလဲဒီရှစ်ပါးသာညီလို့ရှိရင်တို့မြန်မာဖြစ်နေတဲ့ပုဂ္ဂိုလ်များအားလုံးသောမြန်မာနိုင်ငံမှာနေကြတဲ့ပုဂ္ဂိုလ်များဆင်းရဲတဲ့ပုဂ္ဂိုလ်ဆိုတာရှိပါမလားမရှိဘူးဟုတ်လားအားလုံးသော ပုဂ္ဂိုလ်များကအကုန်ကြီးနေရမယ်အထက်ကနေအောက်ထိအောက်ကနေအထက်ထိ အကုန်လုံးကသာမက်ကင်၈ပါးလေးနဲ့သာနေကြမယ်လို့ဆိုရင်မငြိမ်းချမ်းဘူးလားမအောင်မြင်ဘူးလားအေးငြိမ်းချမ်းတယ်အောင်မြင်တယ်အဲ့ရမျိုးလောကကြီးဖြစ်ဖို့အရေးမကြီးဘူးလားရေးကြည့်တယ်အဲ့ဒါဖရာရဲ့တရားကိုအကျဉ်းချုပ်ပြလိုက်တာတော်များပါပြီဟုတ်လားနော်အခုကတစ်ချက်မှမပြောရသေးဘူးနော်အကျဉ်းချုပ်ပြလိုက်တာအဲ့ကြတော့နော်သစ္စာလေးပါးတရားကိုသာလက်ခံတဲ့ပုဂ္ဂိုလ်များဆိုလို့ရှိရင်လောကမှာနော်ဖျား